အသက်အမှတ်ကံအမျိုးအစားဘယ်နှမျိုးရှိလဲမင်္ဂလာပါကျွန်တော်ကိုရင်းစာပါအမှတ်ကံသဘောတရားနဲ့အမှတ်ကံပညာရပ်တွေအကြောင်းကိုမျှဝေပေးနေတဲ့ insurance consultant တယောက်ပဲဖြစ်ပါတယ်အခုပေါ့နော်ကျွန်တော်တို့စီမှာ အမှတ်ကံကုမ္ပဏီတွေများတယ် product တွေအမျိုးမျိုးများအသက်အမှတ်ကံအမျိုးအစားတွေအများကြီးရှိကြပေမဲ့အားလုံးကိုခြုံကြည့်လိုက်ရင်အသက်အမှတ်ကံဒီဘယ်နိုင်ငံမှာပဲလုပ်လို့ဘယ်လိုပဲလုပ်လို့ အမျိုးအစားအပြည့်တော့၅မျိုး၅မျိုးဆိုပြီးတော့ခွဲခြားလို့ရပါတယ်ပထမတစ်ခုကတော့ကျွန်တော်တို့ time light လို့ခေါ်ပါတယ်အဲတနည်းချင်းသွင်းရတဲ့အာမခံတွေပေါ့နော်အဒီမှာဆိုရင်ကျွန်တော်တို့ဟို group light လို့ဟာမျိုးတွေနောက်ပြီးတော့အဲနောက်တစ်ခုကဟိုကျွန်တော်တို့ဟို farmer တို့ sportman တို့ဒါမျိုးအာမခံတွေဒီ time light ဖြစ်ပါတယ်အဲဒုတိယတစ်ခုကတော့ whole light whole light ဒီတစ်သက်လုံးသွင်းရတဲ့အာမခံအမျိုးအစားဖြစ်ပါတယ်ကျွန်တော်တို့ဆီမှာတော့တိတ်ပြီးတော့ဒါကတိတ်လို့လည်းမရှိပါဘူးအဲတတိယတစ်ခုကတော့ကျွန်တော်တို့ announcement ပေါ့ ်သူက saving လဲပါမယ် saving လဲပါမယ် protection လဲပါမယ်တကယ်လို့သူနှစ်ပြည့်တဲ့ခါမှာကြာရင်အဲနှစ်ပြည့်တဲ့ခါမှာကြာရင်ပြန်ထုတ်မယ်ဆိုရင်ကိုယ်ငွေကိုပြန်ရတယ်ပေါ့နော်ဒါဒီအနောက်မဲ့အမျိုးအစားဖြစ်ပါတယ်အဲ structure တစ်ခုကတော့ investment list ဟို stock share တွေ capital capital market တွေဖွံ့ဖြိုးတဲ့နိုင်ငံမှာဆိုရင်အမကန်ဒီ investment link ကိုဝယ်ထားမယ်ဆိုရင်အမြတ်လဲရနိုင်ပါတယ်အဲပြီးတော့အတူလဲရနိုင်တယ်ပေါ့နော်ဒါဒီ စတုဒ္ဒမျိုးစားဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ life annuity plan လို့ခေါ်ပါတယ်ဒါတမနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ retirement retirement plan ပေါ့နော်အဘာနဲ့လားတဲ့န်တူလဲဆိုတော့ပင်စင်ပုံစံမျိုးနဲ့တူတယ်အဲဒါပေမဲ့သူအဟိုအသက်အမကန်မှာဆိုရင်တော့ annuity product ဆိုပြီးတော့အဲဒါကိုလုပ်လေးရှိတယ်ဒါကျွန်တော်တို့နိုင်ငံမှာလည်းနောက်ပိုင်းဆိုရင်ဒါမျိုးလေးဖွံ့ဖြိုးလာနိုင်တာလေးရှိပါတယ်ဆိုတော့ပြန်ချိုးရမယ်ဆိုရင်အသက်အမကန်က product အဖြစ်မျိုးစားအဖြစ်ပေါ့နော်၅မျိုးရှိတယ် term life whole life anomaly universe anomaly investment investment link နဲ့ like annuity ဆိုပြီးတော့ဒီ၅မျိုးပဲရှိပါတယ်ဘလို့ဘလို့ company တွေကဘလို့ပဲရောင်းရောင်းဒီထဲကနေပြီးတော့လွတ်သွားတာမျိုးမရှိပါဘူးအားလုံးကျေးဇူးတင်ပါတယ်